အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အခုယူနာတော်မများစိတ်ပညာနဲ့ပတ်သက်ပြီးတော့ဖွဲမားစွာနားလည်ထားတဲ့ဟာလေးတွေတချို့ပြောပြပါမယ်ပထမဦးဆုံးအတက်ယောဂါရှိတဲ့လူကြီးတွေပေါ့ပြီးတော့ကလေးငယ်တွေအတက်ယောဂါရှိတဲ့ကလေးငယ်တွေကိုပုံတက်တက်တဲ့ကလေးတွေပေါ့ရှိတယ်အဲ့လိုမျိုးဟိပန်ဝင်ကျင်မှာတက်ပြီးဆိုလူများတွေတက်ပြီးဆိုတာနဲ့ပဲဘိနာလူတွေကဘာမလုပ်လဲဆိုတော့ချိန်မတွေချိုးကြတယ် ခြေချောင်းနှာချောင်းတွေချိုးကြတယ်နှိပ်ကြတယ်ဒါမှားပါတယ်တကယ်တမ်းတော့တက်တဲ့လူကတွေ့ရတယ်လောက်မဲ့အရာဒီကတော့ပေးဆောင်တာရှာခောက်ပြီးတော့အလေးပြုံပိတ်မှဆိုးတာရယ်ကစားထဲမှာရှိတဲ့တတွေးတို့အစားတို့ရှိရင်နင်းသွားမှဆိုးတာရယ်အဲဒီကြောင့်မလို့ပေးတဲ့ဆောင်လေးထားပေးရမယ်ပြီးကြမှာလိုအပ်တဲ့ကုသမှုတွေပေးရမှာပေါ့နော်အဲ့တော့ ခြေချောင်းနဲ့ချောင်းချေမရင်ချိုးတာမလုပ်ရပါဘူး။နောက်တစ်ခုကလေဖြတ်တဲ့လူနာတွေပေါ့။တချို့နေရာတွေမှာခုတည်းရှိသေးတယ်။ကို့အင်းအင်းနားမှာလေဖြတ်ပြီးလေဖြတ်တယ်ထင်ရတယ်ဆိုတော့လက်တိတ်ခြေလေးတွေသူ့တွေဖောက်ကြ။သူတွေဖောက်ထုတ်ကြတယ်လက်တွေကြီးတွေအနဲ့တွေ့ရအနဲ့ဖောက်သူတွေဖောက်ထုတ်ကြတယ်ပေါ့နော်ဒါမလုပ်ရပါဘူးเนาะအဲ့လိုဖောက်လို့လေလေဖြတ်တယ်လည်းဘာမှအကျိုးသက်ရောက်မှုမရှိပါဘူး အဲ့ရလေးနာမယ် infection ပိုးတွေဝင်ပြီးတော့အနာရီဖြစ်ကုန်ပါမယ်နော်လေဖြတ်တာမကောင်းလည်းပြအနာရီဖြစ်ကုန်မယ်ဒါမလုပ်ရပါဘူးနောက်တစ်ခုကတော့အုန်းနှုတ်ခေါင်းဆွဲတွေအုန်းထမင်းတွေစားရင်တွေးတက်တယ်တွေးတိုးတယ်လို့လူတွေလွယ်မှားစွာနော်သိထားကြတကယ်တော့အုန်းနှုတ်ခေါင်းဆွဲစားလို့အုန်းထမင်းစားလို့တွေးမတိုးနိုင်ပါဘူးဒါပေမဲ့ချက်တဲ့ခေါင်းဆွဲဟင်းနော် နှင်းမှာအစားတွေမပြာရည်တွေအငတ်တက်ပါတဲ့ဟာတွေအများကြီးပါတယ်ဆိုတော့သူတိုးနိုင်တာပေါ့ဒီအုံးထမင်းဆိုတော့အုံးကြောင့်ကိုကိုနဲ့အဝိုင်းကိုခေါ်တယ်အုံးစီပေါ့ဒီအုံးကြီးကနေလောက်ထားတဲ့အစီအုံးစီကြောင့်ဒီအုံးစီအုံးအစီနှစ်ပါလို့အုံးတို့ခေါ်ဆိုရင်အုံးထမင်းတွေဆိုတော့တိုးတိုးတယ်ဆိုတာမဟုတ်ပါဘူးအငံများမှနော်တိုးတိုးမှဖြစ်ပါလေနော်အဲ့တော့ဒီ အုံးအစီနှစ်ထဲမှာပါတဲ့အုံးကြီးထဲမှာပါတဲ့မဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ဓာတ်တွေကတိုးပေါင်းတော့ကျစေတာသူတို့ကြောင့်တိုးတိုးရဲဆိုတာမဟုတ်ပါဘူးနော်နောက်အကျောတက်တယ်ဆိုရလို့လားပေါ့စကြောတွေနော်စကြောတွေတက်ကြတယ်၆ကြောတွေတက်ကြတယ်ဆိုရင်အကျော်စီထိုးဖို့လာကြတယ်ဆရာကြီးဆိုတော့အကျော်အားစီထိုးခြင်းလို့ဘာဖြစ်လို့လဲမသိဘူးအကျော်တွေတက်နေလို့ အကျော်တက်တယ်ဆိုတော့သူနောက်ကအကြောင်းကြီးအများကြီးရှိတယ်။သူတိုးလို့လားနော်အောင်ကျော်တွေကြောင်းလားကြွက်သားတွေကြောင်းလားစကြီးပေါင်းတွေကြောင်းလားအများကြီးရှိတယ်။အဲ့ဒါတွေကိုဆီယံကဝေဖန်သုံးတက်ပြီးမှလိုအပ်တဲ့ဈေးထိုးပေးမယ်လိုအပ်တဲ့ဈေးတောက်ဈေးတွေပေးမှာဖြစ်နော်အကျော်တက်တိုင်းအကျော်ဈေးထိုးစရာမလိုပါဘူးအကျော်ဈေးထိုးလည်းအကျော်အားဈေးထိုးလည်းပဲအကျော်တက်တာဟာကောင်းချင်မှာကောင်းမှာတိုက်ဆိုင်လို့သာကောင်းတော့လာဖြစ်နိုင်တယ် ကောင်းခြင်းမှာကောင်းမှာတတ်တာမှာမဟုတ်ဘူးအာအကျော်တတိုင်းအကျော်အားစီသွင်းရမယ်ဆိုရယ်မမှန်ပါဘူးနော်အားလုံးမှာကျမ်းမှာတူတာပြီးပါမှာဖြင့်ကျမ်းမှာချမ်းသာကြပါစေ